အမ်ပြရည်ဘူးပေါ့နော်ဘူးပေါ့ကိုကျွန်တော်ထိထုတ်ထားတာပေါ့နော်ဒါကလည်းတခဲအဟောင်းနေရပဲနော်ကာဗွန်ကြောင်းပေါ့နော်ကာဗွန်ကြောင်းလေးတွေကျွန်တော်ကတော့ဒီတခဲအပြည့်လေးတွေရှိရင်ဒီကာဗွန်ကြောင်းလေးတွေထုတ်ထုတ်ပြီးရေထားလိုက်တာပေါ့နော်နော်ဒါနှစ်ခန်းစာအဲ့ကြကိုလေးမတော့ခင်နောက်တစ်ခန်းစာကိုလည်းခဏခါလိုရဲဒါကာဗွန်ကြောင်းလေးတွေကိုဒီချာလေးချိန်ပါပါနော်ဟိုရကျိုးနဲ့ကိုကြောင်းနဲ့ပဲကတ်တာပေါ့နော်0.3ပြအောင်ထည့်မယ်နော်။ပြင်တာတော့အကြည့်ပေါ့နော်။ နွားချီကိုတော့ကျွန်တော်ကတတ်တာမချိန်တော့ဘူးကြာနော်ပြီးတော့မှကျွန်တော်ဒီနွားချီနဲ့ရေလေးအနှဲငယ်လေးထည့်မယ်ကြာနော်တရားကူးလေးများပိုကောင်းမလားပေါ့ကြာနော်ဒါဒီရေလေးအနှဲငယ်ထည့်လိုက်တယ်ဒီကားတော့ကျွန်တော်ရေလေးထည့်ပါတယ်နော်ကေလာစားနဲ့နွားချီနဲ့ရေနဲ့ကျွန်တော်သာသမာအောင်ကျော်ပြီးပါပြီကျော်ပြီးရင်ဒီမှာအလေးချိန်နေနေရတော့ဒီမှာဘယ်လောက်ရလဲဆိုတော့0.0.7ဆိုတော့ဒီခေါနကတာနော်နှာခမ်းကန့်ထားတဲ့ထဲကိုကျွန်တော်တဝက်စီညှထည့်လိုက်တယ်နော်ကျွန်တော်လည်းမှန်းလို့ရတော့နည်းနည်းတော့ နည်းနည်းနဲ့လားမသိဘူးနော်မကာဗွန်ကြောင်းလေးမြုပ်အောင်ဒီခုကတော့ကျွန်တော်တဝက်လောက်ပဲမြုပ်မှဖြစ်နေဟုတ်တယ်တဝက်လောက်ပဲနော်ကာဗွန်ကြောင်းတဝက်လောက်ပဲမြုပ်တာကဲစမ်းကြည့်လိုက်မှာကြာနော်ကျွန်တော်နွားချီနဲ့စားနည်းနည်းလေးတော့ချော်တာနည်းနည်းလေးနည်းသွားတယ်နော်ကဲထည့်လိုက်ပါကြီးရကျွန်တော်ကတို့စမ်းစားရတာလေးလည်းရမ်းဝါလာပါတယ်ဒီနောက်ချက်ကိုထည့်တယ်ကြာနော်ဒီတစ်ခါဆို1.3ထည့်တယ်နောက်တစ်ခါက1.28